ဟိုနေရာမှာလဲဒီအဖြူအမဲကွက်ဒီနေရာမှာလဲဒီအဖြူအမဲကွက်ခင်ဗျားတို့ပဝင်းကျင်မှာနေရာတိုင်းနှီးပါးမှာလဲမြင်နေရတယ်နေတိုင်းလဲဆုံပြကြတယ်ဟဲ့ကျွန်တော်ပြောတာနော်ဟိုမော်တော်ပီကေတွေမဟုတ်ဘူးနော်ကျူဟာကုတ်တွေကိုပြောတာโอเค CVS ဆက်စနေကျိုးဆိုပါတယ်အဲ့ဒီအဖြူအမဲအတုံးလေးတွေနဲ့လေးတောင်ပုံစံ QR code တွေကိုတချို့မသုံးဘူးတဲ့သူလည်းရှိတော့ရှိမှာပေါ့လေဒါပေမဲ့မမြင်ဘူးတဲ့သူဆိုတာတော့ရှိမယ်လို့မထင်ဘူး ျွန်တော်တို့နော် KPay တို့လိုမျိုး payment system တွေမှာရောလူသုံးကုန်ပစ္စည်းတွေမှာရော TV ကြော်ညာတွေမှာရောဒီ QR code တွေကိုခင်ဗျားတို့မြင်နေရတယ်ပြောရရင်ဒီ QR code တွေကြောင့်ကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေကတော်တော်လေးကို convenient ဖြစ်လာတာတော်တော်လေးကိုတက်တောင့်တက်တာလွယ်လွယ်ကူကူအေးအေးဆေးဆေးလေးဖြစ်လာတာဆိုအဲ့လောက်ထိတွင်တွင်ကျကျသုံးနေတဲ့အဲ့ဒီ QR code တွေကဘလို့အလုလုတာလဲဘလို့တိဆောက်ထားတာလဲဆိုတော့ခင်ဗျားတို့သိလားမသိဘူးမလားမသိရင်ကျွန်တော်ဆက်ပြောပြမယ် โอเคဆော့ QR code ဆိုတာဗာလေ QR code ကို1994ခုနှစ်မှာ barcode scanner ဖက်ဆက်တွေထုတ်တဲ့ Denso Wave ဆိုတဲ့ Japan company ရဲ့ engineer တယောက်ဖြစ်တဲ့ Marahiro Hara ဆိုတဲ့ဘယ်ကြီးကတည်တွင်ခဲ့တာတကယ်တမ်းဒီ QR code တွေကိုထုတ်ရခြင်းရည်ရွယ်ချက်က Toyota Car Spare Parts တွေကို tracking လုပ်ဖို့နောက်ပိုင်းကျတော့မှဒီ QR code တွေကအရင်သုံးခဲ့တဲ့ barcode တွေနဲ့ရှင်လို့ရှိရင်သူကအများကြီးကိုပို့အဆင့်မြင့်လာတဲ့ခါကျတော့တခြားနယ်ပယ်တွေမှာပါအုံးလို့ရလာတာ ာကုတ်ထုတ်တဲ့ကုမ္ပဏီက QR ကုတ်ထုတ်တယ်ဆိုတော့ဘာကုတ်နဲ့ QR ကုတ်နဲ့ဘာကွာလဲအဲ့လေးကိုပြောအောင်ဆိုတော့ QR ကုတ်ရဲ့အရှိကောက်က quick response code မြန်မြန်ဆန်ဆန်နဲ့ response လုပ်နိုင်စွမ်းရှိတဲ့ကုတ်ပေါ့ဂျပန်နေထွင်ထားတဲ့အင်္ဂလိပ်စကားလုံးဆိုတော့လဲနင်းရောစားရတယ်နော်သီးခံပြီးတော့နားထောင်နောက်ပြီးတော့ဒီ QR code ဆိုတာအရင်နှုန်းကလေးကတုံးချတဲ့ဘာကုတ်တွေလိုမျိုးသူက vertical line တွေနဲ့ပြောမယ်ဆိုလို့ရှိရင်ဘဲတူညာပေါ့နော် one dimension မဟုတ်ဘဲနဲ့ grid pattern လိုမျိုးဘဲညာအပေါ်အောက်ရှိတဲ့ 2 dimension ပုံစံဖြစ်သွားတယ်။အဲဒါကြောင့်မလို့ဘာကုတ်တွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင် data တွေကိုအစာပေါင်းထောင်ချီပိုများများ efficient ဖြစ်ဖြစ်နဲ့တူလောင်ထားနိုင်တယ်။အတိအကျပြောမယ်ဆိုလို့ရှိရင်ဒီ QR တစ်ခုမှာ data 3 kilobyte တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် number တွေကြီးပဲဆိုလို့ရှိရင်အလုံးကြီး8086လုံးနဲ့ letter နဲ့ number တွေနဲ့ပေါင်းစပ်ထားတဲ့ alpha numeric ဆိုလို့ရှိရင်အလုံးကြီး4269လုံးတင်ထားလို့ရတယ်။အဲ့ဒီအကွက်လေးမှနေမယ် capacity နည်းတဲ့ဘာကုတ်တွေကကြတော့ဒီကုံစင်းနှုံးတို့ကုန်ပစ္စည်းအမျိုးအစားခွဲတာဘာညာအဲအဲ့လိုမျိုးတွေအပြင်ဝန်တန်း ID card တို့စာအုပ်အမျိုးအစားခွဲတာတို့စာကြည့်တိုက်တို့ဘာလို့မှလိုမျိုး simple identification လောက်ရတဲ့နေရာတွေမှာအများဆုံးသုံးတယ်ဘာလို့ဆိုတော့တို့တို့ကနေရာများများစစပေးစီရမလို့ဗျ data အများကြီးပေးစီရမလို့ဒါပေမဲ့ storage များတဲ့ QR code ကိုကြတော့ information များများလိုအပ်တဲ့နေရာတွေဥပမာအဖြစ်เนาะဒီနေ့ခေတ်မှာအများဆုံးသုံးတဲ့ဒီ website URL တွေတို့ data သိမ်းရတာများတဲ့အလုပ်တွေအတွက်သုံးကြတယ်ပြောရရင် information share လုပ်ဖို့အတွက်သုံးတာနောက်ပြီးတော့ဒီ barcode တွေကသူက laser scanner တွေကနေပြီးတော့ laser ray ကိုသုံးပြီးတော့ bounce back ဖြစ်လာတဲ့ data ကိုဖတ်ရတာပြောရရင် camera တော့မလိုဘူးဗျာဒီလား IR light အနီအောင်လေးတွေလေအဲခါလေးတင်းတင်းတင်းလောက်တဲ့ဟာလေးတွေလေအဲ့ဒါလေးနေနေသွားလို့ရတယ်ဈေးသက်သာတယ်ပေါ့ AQR ကျတော့သူက camera နဲ့ဖတ်ဖို့လိုလာတယ်ဒါပေမဲ့ပြဿနာတော့သိမရှိပါဘူးကျွန်တော်တို့ဖုန်းတွေမှာလည်း ကင်မရာတွေပါနေတာပဲဆိုတော့အဲ့ဒါသုံးလို့ရသွားတာပေါ့နော်ဆိုတော့ဒီနေရာမှာလူတိုင်းရဲ့လက်ထဲမှာကင်မရာပါတဲ့ device ဒီနေရာဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ mobile phone တွေခေစားလာတာနဲ့ခေကောင်းလေးဖြစ်သွားတာပေါ့ဗျာသိရမလားသူ့ရဲ့နဲ့သူ့ဇက်နဲ့ကြိုက်သွားတာပေါ့အဲဒါကြောင့်မို့လို့အတုံးများလာတာပေါ့ QR code ရဲ့တိဆောက်ပုံနဲ့သူ့ရဲ့အလုပ်လုပ်တဲ့ပုံစံတွေကိုကျွန်တော်တို့သိစေပြောပြမယ်။ QR code တွေကသူက human readable ဖြစ်အောင်လုပ်ပေးထားတာမဟုတ်ဘူး။ဆိုလိုချင်တာကလူတွေကြည့်ရင်ဗာအဓိပ္ပာယ်မှရှိမှာမဟုတ်ဘူး။ဒါပေမဲ့ computer တွေကကြည့်မယ်၊စက်တွေကကြည့်မယ်ဆိုလို့ရှိရင်တော့သူက information တွေကိုတင်ထားနိုင်တယ်။ဆိုတော့လူတွေကကြည့်လိုက်လို့ရှိရင်တော့ QR code ကိုဒီ QR code မြင်လဲ order QR code ။နောက်ဟာကိုမြင်လဲ order QR code ။ဒီနှစ်ခုကဘာကွာလဲလို့မင်းနှစ်ခုစလုံးကဗာအဓိပ္ပာယ်မှရှိရတဲ့ဘာမှမကွာဘူး။တစ်ခုနဲ့တစ်ခုနဲ့ခက်ဆင်ဆင်ရလို့ထင်ရနိုင်တယ်။ထင်ရအောင်လဲသူကအဓိကနေရာလေးတွေတူတယ် မြင်အောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒေါင်းနေရာတွေက AQR ကြီးကြီးအတူတူပဲ QR တစ်ခုလုံးရဲ့ဒေါင်း၃ခုမှာတွေ့ရတဲ့၄ဒေါင်းဒုံးကြီး၃ခုကိုကျွန်တော်တို့က finder pattern လို့ခေါ်တယ်ဆိုဒီကောင်တွေကဘာလုပ်ပြီးတာလဲတိရတဲ့အတိုင်းပဲကျွန်တော်တို့ဒီ KP QR scan ဖတ်တာဖြစ်ဖြစ်เนาะတစ်ခုခုကို QR scan လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကအတဲ့အတိုင်းဖတ်မိချင်မှာဖတ်မိလိမ့်မယ်စောင်းစောင်းကြီးဖတ်ရင်လည်းဖတ်မယ်เนาะဇောက်ထိုးကြီးဖတ်ရင်လည်းဖတ်မယ်အဲဒီ pattern finder တွေသာမပါရင်ကျွန်တော်တို့အဲ့လိုမျိုးကြိုက်တယ်လို့ကြိုက်တဲ့နေရာနေ စကန်လို့ရမှာမဟုတ်ဘူးတင်မှာအတဲကြီးထားပြီးတော့စကန်ရမှာဒီကောင်ရှိတဲ့အခါမှာအဲ့လို alignment တွေချိန်ပြီးနေစရာမလိုတော့ဘူးကြိုက်တဲ့နေရာကနေကြိုက်တယ်လို့စကန်လို့ရသွားတယ်ဆိုတော့ကျွန်တော်တို့ဘယ်တော့မှတက်တဲ့စကန်ဖက်လိုက်ရတယ်လို့မရှိဘူးเนาะဘေးဒီဇောင်းကြီးတွေပဲစကန်ဖက်ဖြစ်တာများတယ် QR code မြင်လို့ရှိရင်အတင်းစကန်နေတဲ့လူတွေရှိရင်လည်းအာတခါလေးပြောပြလိုက်တာပေါ့เนาะအတက်ဖက်စရာမလိုဘူးပြောင်းပြန်ဖက်လိုက်ရတယ်ဒီဇောင်းဖက်လိုက်ရတယ်နောက်ပြီးတော့အဲ့ဒီ finder pattern ၃ခုရဲ့ဂျားထဲမှာ black and white လမ်းကြောင်းလေးတွေရှိတယ်အဲ့ဒီကောင်တွေကိုကျွန်တော်တို့က timing pattern လို့ခေါ်တယ် timing pattern ကဒီ QR code ကြီးရဲ့ dimension ကိုတိုင်းတာဖို့အတွက်ထည့်ထားတာ။နောက်ပြီးတော့သေချာကြည့်လိုက်မယ်ဆိုလို့ရှိရင် QR code တွေရဲ့ညာဘက်အောက်တောက်မှာ alignment pattern လို့ခေါ်တဲ့၄တောင်းကွက်လေးတစ်ကွက်ရှိသေးတယ်။ဒီကောင်ကကျတော့တချို့အခြေအနေတွေဥပမာအဖြစ် QR code ရေးထားတဲ့စာရွက်ကဒီအောက်ခံမညီလို့ဟိုဆောင်ဒီဆောင်ဖြစ်နေတဲ့အခြေအနေမျိုးပြောမယ်ဆိုလို့ရှိရင်မျက်နှာပြင်မညီညာတဲ့အခြေအနေတွေမှာသူကအဆင်ပြေပြေ scan ဖတ်လို့ရအောင်လုပ်ပေးတဲ့ pattern ။နောက်ဆုံးခုနကတော့ပြောထားတဲ့ finder pattern တွေဂျားထဲမှာရှိတဲ့ အဖြူအနက်အစကွဲအတုံးလေးတွေကိုပေါင်းထားတာကိုကြတော့ data module လို့ခေါ်တယ်အဲ့ဒီ data module လေးတွေထဲမှာ embedded လုပ်ထားတဲ့ code တွေပါတယ်အဲ့ဒီ data တွေထဲမှာ binary တွေရောเนาะပြောရမလို့တုံညတွေတစ်တွေရော numeric တွေရော alpha numeric တွေရော kanji တွေရောကြိုက်တဲ့ data type တွေသူတို့သိမ်းပေးထားနိုင်တယ်ထွင်ထားတာကလည်း nihon ဆိုတော့သိရမလား kanji စလုံးတွေကို store လုပ်ဖို့ပါဟိုကအစိုးရတွေက design လုပ်ထားတာပေါ့เนาะ so data တွေကိုဘယ်လို store လုပ်တာလဲ တိရတယ်မဲ့ကျွန်တော်တို့ဖုန်းတွေကွန်ပျူတာတွေက data တွေကိုတစ်တေ၃ညတွေပြောမှဆိုရင်တော့ binary code တွေနဲ့ပဲသိရတယ်။ဆိုတော့ဒီ QR code တွေမှာ data တွေကို binary code အနေနဲ့ပဲသိရတယ်။ဆိုတော့ QR code ကိုစက်ကနေဖတ်လိုက်လို့ရှိရင်သူမြင်ရမှာ၃ညတွေတစ်တေပေါ့။အဲ့ဒီအဖြူအနက် square လေးတွေမှာအဖြူလေးတွေက၃ညကိုကိုစားပြုတယ်။အနက်တုံးလေးတွေကတစ်ကိုကိုစားပြုတယ်။ဒီမှာတစ်ခုသိရမှာ QR code တွေကိုအဖြူနဲ့အမဲနဲ့ပဲလုပ်လို့ရတာတော့မဟုတ်ဘူးရဲ့။အခြားအကြောင်းလေးနဲ့လည်းလုပ်ချင်တယ်လို့လုပ်လို့ရတယ်။ အလဲမှာ logo လေးတွေထည့်ခြင်းသလားထည့်လို့ရတယ် stylize လုပ်လို့ရတယ်ပေါ့နော် so ဒီ QR code တွေဘယ်လိုအလုပ်လုပ်လဲရှင်းတယ်ကျွန်တော်တို့က QR code တစ်ခုကိုဖုန်းနဲ့ scan လိုက်ပြီဆိုရင်အဲ့ဒီ code ကိုခုနကတည်းကပြောခဲ့တဲ့ pattern တွေကို detect လုပ်ပြီးတော့เนาะအာအတဲလာစောင်းနေတာလာဘာညာကြည့်တယ်ဒီ QR code ကဘယ်လောက်ကြီးတဲ့ QR code လဲအဲ့ဒါကိုတိုင်းတာတယ်အဲပြီးသွားပြီဆိုလို့ရှိရင်အလဲရ data module ကိုဖတ်ပြီ data module ကိုဖတ်ပြီဆိုလို့ရှိရင်အဲ့ဒီ binary code တွေကိုမြင်ရပြီပေါ့နော်ပြီးရင် code မှာထည့်ထားတဲ့ binary code တွေကို decoding လုပ်တယ် အဲ့တော့မှရလာတဲ့ binary code တွေကိုကျွန်တော်တို့လူတွေဖတ်လို့ရတဲ့ data တွေစက်လုံးနေနံပါတ်တွေအဖြစ်ပြောင်းနေပြောင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖတ်လို့ရပြီကျွန်တော်များများသုံးတာကတော့ကျွန်တော်ရှေ့မှာတော့ငါပြောသလိုမျိုး तू က website URL ကိုအဓိကသိမ်းတာပေါ့နော်ဆိုတော့ပြောမယ်ဆိုတော့ human readable form အဖြစ်ကိုပြောင်းနိုင်ရလို့တော့မဟုတ်ဘူးအဲ့ဒီ URL တွေကို redirect လုပ်အခါလေးအဲ့ဒီ website ကိုဖြန့်ပေးဆိုတော့ QR code ကို scan လိုက်တာနဲ့အဲ့ဒီ website ကတန်းပေါ်လာအဲ့ဒီပုံစံမျိုးအနေနဲ့သုံးတယ် ီးတော့ QR code တွေမှာသူက read solomon error correction ဆိုရဲ correction စနစ်လည်းပါတယ်ပြောမှဆို QR code တွေကတော်တော်စိတ်ချရတာသူကဒီ QR code ရဲ့သုံးပုံပုံတပုံလောက်ပြောမှဆိုရင်30ရာခိုင်နှုန်းလောက်အထိပျက်စီးနေတယ်ဆိုရင်တော့မှပဲကိုကို scan ဖတ်လို့ရနိုင်တယ်ပြောမှဆိုဗျာနော် QR code ရေးထားတဲ့စာရွက်လေးကမှင်ဆိုးနေတာတို့စီပေနေတာတို့ရေဆိုးသွားတာတို့ပြဲသွားတာတို့အဲ့မှာထိပ်ပိုင်းလေးပြတ်သွားတာပါညာလောက်ရှိတယ်မလားညာသေးတယ်လုံးလုံးသေးတယ် redundant ဖြစ်တယ်ပေါ့နော်ဆိုတော့သူက level အနေနဲ့ low medium quartile high ဆိုပြီးတော့၄ဆင့်ရှိတယ် low မှာကျတော့7%အထိပျက်စီးခံလို့ရတယ် medium မှာ15ရာခိုင်နှုန်း quartile ဆိုတော့နာမည်ရတဲ့အတိုင်းပဲ25ရာခိုင်နှုန်းနဲ့ high မှာ30ရာခိုင်နှုန်းအထိသူတို့ပျက်စီးခံနိုင်တယ်အခုရှိတာ error correction များလေလေသိနိုင်တဲ့ data ပမာဏကနည်းလေလေဖြစ်သွားမှာ redundancy အတွက်အဲ့ဒီ data တွေကိုပေးလိုက်ရမှာပေါ့ဆိုတော့ဒီ error correction စနစ်ကိုခင်ဗျားတို့လည်းသတိထားမိလိမ့်မယ်လို့ထင်တယ် ဥပမာကျွန်တော်ခုနကငါပြောသေးတဲ့ဥပမာအပြင်ထပ်ပြောရမယ်ဆိုရင်ဖုန်းဘေကက်တွေမှာ QR code တွေပါတယ်တခါတလေမှာအချစ်လွန်သွားလို့ပျက်စီးသွားတယ်ဘာမှလုပ်လို့မရတော့ဘူးဆိုတာမျိုးရှိတယ်မလားပင်နံပါတ်လေးတွေပြောပါတယ်အဲဒီလိုမျိုးနံပါတ်လေးတွေကတစ်လုံးလုံးများပြတ်သွားရင် call center ဒီဖုန်းခေါ်ရတာပါညာနဲ့အလုရှုပ်တယ်ဒီတော့ဒီ QR code ကိုဖတ်လိုက်လို့ရှိရင်ကျွန်တော်ပြီးသွားအောင်နောက်တစ်ခုခုကြောင့်ဒီ QR code ကပြတ်သွားတဲ့နေရာတွေရှိရင်တော့မှပဲအလုလုပ်တယ်ပင်ကကြတော့တစ်လုံးပြတ်တာနဲ့ 1 2 3 4 5 6 7 9 9ဆိုတော့10កောက် try ရမယ်နှလုံးပြတ်သွားပြီဆိုလို့ရှိရင် um combination ပေါင်း69ခုဖြစ်သွားမယ်69ခုပဲဟုတ်မလား10ခုရယ်10ခုရယ်အခါတရပြန် try ရမယ်ထားပါတော့ပြောချင်တာက QR code တွေမှာဒစိမ့်တစ်ပိုင်းလောက်လေးပြတ်နေရင်တော့မှသွား scan ဖတ်လို့ရအောင် error correction လုပ်ပေးနိုင်တယ်အဲ့ဒါကြောင့်ပဲအချိန်ကြာလို့နော်စေသားနေရာတချို့ correction ဖြစ်သွားနိုင်တဲ့မိုးရေရေတွေက sign board တွေအဲကြော်ညာတွေအဲ့ဒါတွေမှာ QR code တွေထည့်သုံးလို့ရတယ်ဒီမှာ fun fact လေးတစ်ခုပြောပြမယ် ကဘာပေါ်မှာလှုပ်ဖူးတဲ့အကြီးဆုံး QR code က American နိုင်ငံ Indiana ကစိုက်ခင်းတစ်ခုမှာပုံဖော်ခဲ့တဲ့ Yuanling QR code ကြီးဒီကောင်ကြီးရဲ့ size ကဘလုံးကွင်းကွင်း20ဆာလောက်ရှိတယ်။မလောက်တာလည်းတော့မပြောတတ်ဘူး။အာကာသဘဝနေပြီးလှမ်း QR code စကန်လုပ်ရှင်လုပ်လို့ရအောင်လို့လားမသိဘူး။โอเคสอดีโควิด19คิดบ่ไอ้คิดลอกก็นี่ภิรสะภิรตอกจูเน้โกต้มย้าลาได้ดี QR code กะอ่ะ pandemic ကာလပြီးတော့တဲ့အချိန်မှာ max day လိုမျိုးသူကတောက်ပြဲမသွားဘူးတောက်ပြတ်မသွားဘဲနဲ့သူကဆက်တိုးတက်လာတယ်အခုဆိုလို့ရှိရင်အချိန်တူတူနဲ့ scan လုပ်လို့ရပြီးတော့ editing မှာလုပ်လို့ရတဲ့ dynamic qr code တွေဆိုတာလည်းပေါ်လာပြီကြောက်ရရင်ဒီကောင်ကလည်း static qr code နဲ့တော့အတူတူပါပဲသူ့ကို dynamic qr code ဆိုပြီးဖြစ်စေတာကဒီကောင်ထဲမှာတိမ်းထားတဲ့ url ကနောက်ထပ် url တစ်ခုစီကို redirect လုပ်နိုင်အောင်လုပ်ထားတဲ့တစ်ချက်ပဲအဲ့ဒီ redirect လုပ်လိုက်တဲ့ second url ကိုကျွန်တော်တို့ဘက်ကနေပြီးတော့ကိုလိုချင်သလိုပြောင်းလဲလို့ရတယ် ဲ့မဲ့ဆိုတော့ဒါ UR technology ရောလည်းမဟုတ်ပါဘူး။ဒါ web technology ပါသိရမလား။ဒီ URL ကိုအာလာပြီဆိုလို့ရှိရင်နောက် URL ကို redirect လုပ်ပါဆိုတာ QR နဲ့တော့မဆိုင်ပါဘူး။ဒါပေမဲ့လူတွေကအဲ့လိုတုံ့နှုံနေဗျ။အဲ့ဒါကိုပဲ dynamic QR code လို့ခေါ်တယ်။အနည်းဆုံးတော့ဒီကောင်တွေမှာလိုလိုပြောင်းလို့ရတဲ့ second URL တစ်ခုပါလာတယ်။ဥပမာအဖြစ်ထားပါတော့ကိုက website account တစ်ခုကိုအမ် QR code အနေနဲ့ print ထုတ်ထားတယ်။အဲ့ဒါကိုနော်စာရွက်ပုံမှန်တွေပါတယ်မဟုတ်ဘူး။အမ်ဆိုင်းဘုတ်ကြီးမှာတင်လိုက်တယ်၊ဘီလ်ဘုတ်ကြီးမှာတင်လိုက်တယ်ပေါ့။ ဖြစ်ရှင်တော့အဲ့ဒီ website ကြီးကကိုကဆက်မသုံးတော့ဘူးဒါမဲ့အဲ့ဒီ queue မှာထည့်ထားတဲ့ website ကကြတော့ကိုဆက်မသုံးတော့တဲ့ website ကြီးဒါဆိုလို့ရှိရင်ကိစ္စမရှိဘူး redirect ပြန်လုပ်လိုက်စိုင်းဘုတ်အစ်စ်ပြန်ထောင်ကြမလို့ဘူးကိုရဲ့ website အစ်စ်ကိုရောက်သွားမယ်ပြောရရင်ဒီ digital market ကြီးတစ်ခုလုံးကိုဒီ queue code တွေပေါ်မှာပဲလဲပတ်နိုင်အောင်လို့သူတို့လုပ်နိုင်သွားတယ်ပေါ့နော်ဘာလို့လို့ scan ဖတ်လိုက်ဆိုတဲ့ဇာတ်ကနေရာတော်တော်များများမှာကြားနေရပြီ QR code တွေကပုံမှန်ဆိုလို့ရှိရင်အဖြူနဲ့အနက်အတုံးတွေကို 10ဆိုပြီးတော့သတ်မှတ်ပြီးတော့ data တွေအနေနဲ့သိနေ။နောက်ပိုင်းမှာသူကအဖြူနဲ့အနက်အပြင်ကိုလွတ်နေတဲ့နေရာလေးတွေမှာ color based data encoding ကိုသုံးပြီးတော့တခြားအကြောင်းတွေကိုပါထည့်သုံးတဲ့ QR code တွေပေါ်လာတယ်။ဒီ QR code တွေကို HCC2D QR code တွေလို့ခေါ်တယ်။ HCC2D ဆိုတာကတော့ high capacity color 2 dimensional ကိုပြောတာ။သူကအဖြူအနက်တင်မဟုတ်ဘဲနဲ့တခြားအကြောင်းတွေကိုပါထည့်လို့ရတဲ့အခါကျတော့ data ပုံများများဆက်သွားပြီးတော့ capacity များသွားတာပေါ့။အဖြူနဲ့အမဲဆိုရင်၃ညနဲ့၁ ပြောမယ်ဆိုရင်ဒီ Excel တစ်ခုကို1 bit အနည်းနဲ့ပဲ data ရမယ်လေ color နဲ့ဆိုလို့ရှိရင် RGB အုံခုထည့်မယ်ဆိုလို့ရှိရင်အရင်1 bit ရတဲ့နေရာမှာ3 bit data ရသွားမယ်သုံးစားပို့ရပါမယ်ပေါ့နော်အဲ့လိုပဲ color ဘလောက်တိတိကျကျထည့်မလဲပုံမှာမူတည်ပြီးတော့အများကြီးပို့ဆက်မယ်ဥပမာအဖြစ်နော် RGB 8 bit အနည်းနဲ့ထည့်မယ်ပဲထားပါတော့အဲ့ဒါဆိုရင်255 255 255ဆိုလို့ရှိရင် pixel တစ်ခုမှာ16 million possibility ရှိတယ်။ဟုတ်ဒီ data တွေအများကြီးအများကြီးကိုဆန့်သွားတယ်။ဆိုတော့အဲ QR code တွေကသူက physically size မကြီးသွားဘဲနဲ့ color ဘလောက်တိတိကျကျထုတ်ပေးနိုင်လဲသူ့ရဲ့ printer ဘလောက်ကောင်းလဲဖတ်တဲ့ camera တွေကဘလောက်ကောင်းလဲပုံမှာမူတည်ပြီးတော့ data တွေအများကြီးပိုဆန့်လာနိုင်တယ်။အဲဒါကြောင့်ပဲဒီလိုမျိုး HCC 2D QR code တွေကို augmented reality နဲ့ဆိုင်တဲ့ application တွေဥပမာအဖြစ် product ပုံစံကို AR နဲ့ထည့်ပေးခြင်းတဲ့အခြေအနေမျိုးတွေမှာဒီလို QR code တွေကို သုံးကြတယ်အဲ့မှာကျတော့ augmented reality ဆိုတော့ digital world ကဟာကို digital camera နဲ့ပဲပြန်ဖတ်တာဖြစ်တဲ့အတွက် color accuracy တိကျတယ်လေဆိုတော့နောက်ပိုင်းမှာတော့ဒီ QR code တွေက digital marketing တစ်ခုလုံးရဲ့အဓိကအစိတ်ပိုင်းတစ်ခုအနေနဲ့ဖြစ်လာမှာလို့ကျွန်တော်ကတော့မြင်တယ်။နေတိုင်းဒီမှာသုံးနေကြတဲ့ QR code ဆိုတာဘာလဲဆိုတာရောเนาะဒီ၄တောင်အကွက်လေးတွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာရောနည်းနည်းတော့ရိမ်းမှန်းတမ်းမှန်းလောက်တော့သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။ တခြားမေးချင်တာရှိတယ်သိချင်တာရှိတယ်ဆိုရင်လည်းအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးခြင်းကိုမေးမြန်းသွားလို့ရပါတယ်ကျွန်တော်ညံမိတဲ့လောက်ပြန်ဖြေပေးပါမယ်โอเคနောက်နေ့မှတွေ့တာပါ